တကောင်ရန်ထက်တော့ညမနစ်တော့ဘူးလို့ယူကရိန်းသမ္မတဇီလန်စကီကပြောပါလေရုရှားရဲ့တုံ့ပြန်လာနိုင်တဲ့အခြေအနေတွေအားလုံးကိုမိမိတို့အနေနဲ့ကြိုတင်တွက်ဆထားပြီးတော့လက်တုံ့ပြန်မှုလည်းအသင့်အနေထားရှိနေပြီလို့ဆိုပါတယ်ရုရှားတိုက်လေရင်40ဒဇင်းကို yes ဖြိုချခဲ့တဲ့ what drone စစ်ရေးအောင်မြင်စွာဆင်နွှဲခဲ့သူယူကရိန်းသမ္မတဇီလန်စကီကတကောင်ထက်တော့ညမနစ်တော့ဘူးဆိုတာဝန်ခံလိုက်ပါတယ် လစ်သူရေးနီးယားနိုင်ငံဖန်နီယာမြို့တော်မှာကျင်းပတဲ့ဒေသရှိမှာဇီလန်စကီကယူကရိန်းကစစ်ကိုအလိုမရှိဘူးယူကရိန်းရဲ့အချုပ်ချာအာဏာထိပါပြီးရာဇသံဘေးချင်းချောက်တာမျိုးကိုလည်းလက်မခံဘူးလက်နက်ချအညံ့ခံမှုအစီအစဉ်လည်းကျွန်တော်တို့မှာလုံးဝမရှိဘူးလို့ယတိပြပြောလိုက်ပါတယ်ယူကရိန်းရဲ့အရေးချင်းကိုမပြတ်တခြင်းမဲ့ရုရှားကလေကြောင်းတိုက်ခတ်မှုဇက်တိုက်လှုပ်ဆောင်နေမှု စစ်ပွဲရဖို့ဝေးလေကြောင်းပတ်ညှင်းဆုံမှုတွေအတွက်ပြသခဲ့ရတာလို့ဆိုပါတယ်။ယူကရိန်းရဲ့ War Drone စစ်စင်ရေးဟာရဲသားတွေကိုပြစ်မှတ်ထားတိုက်ခတ်တာမျိုးလုံးဝမဟုတ်ပဲစစ်ရေးပြစ်မှတ်ကိုသာထိတိယောက်တရားမျှတတလုံဆောင်ခဲ့တာလို့ Zelensky ကပြောပါတယ်။မိမိတို့အနေနဲ့ချောင်းတိုက်တယ်လို့ပဲပြောပြောနောက်ကွယ်ကနေလှုပ်ကြံတယ်လို့ပဲပြောပြောစစ်ပွဲမှာပြည်ရဲ့ဟာအရေးကြီးဆုံးပဲလို့ Zelensky ကပြောပါတယ်။ရုရှားဟောတမကမဟာမိတ်တချို့ကလည်း ယူကရိန်းပေါ်မှာယုံကြည်မှုရှိစေဖို့ယူကရိန်းဘာလဲဆိုတာတတ်သိပြတဲ့ဒါလို့ဇီလန်စကီကဆိုပါတယ်။နေစဉ်ဒီပါရုရှားရဲ့ဒုံးကြီးတွေဒုံးတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းပြည်သူတွေအများအပြားသိဆုံးနေရချိန်မှာဒီဒရုန်းထူးစစ်စင်ကြောင့်ရုရှားစိတ်ဆိုးဒေါသထက်မှာတည်ပြီမဲ့ကျူးဆိုင်မနေတော့ဘူးလို့ပြောလိုက်ပါတယ်။ဝါဒရုံးစစ်စင်ကြောင့်ရုရှားတို့ထိနာသွားတဲ့အတွက်ပြန်တိုက်ခိုက်လာမှာကတော့အမှန်ပဲဖြစ်ပါတယ်။အခု နှစ်ရက်နေမှာအစ္စတန်ဘူမှာထပ်လုပ်တဲ့ရုရှားနဲ့ယူကရိန်းထိပ်သီးဆွေးနွေးပွဲကလည်းပြတ်သွားပြီဖြစ်ပါတယ်။ယူကရိန်းအတွက်ကတော့တကောင်ထက်ညစ်မနစ်တော်ကြောင်းမိမိတို့အနေနဲ့ဖြစ်လာသမျှပေးပြေးတွေ့ဖို့သာရှင်းဆိုင်ထားတယ်လို့ဇီလန်စကီးကဆိုပါတယ်။နေတိုးမှလည်းမဟာမိတ်တွေရှိပြီးအခုလည်းနေတိုးမဟာမိတ်တွေကယူကရိန်းကိုထောက်ခံပါလေလို့ပိုလန်၊ရူမေးနီးယားနဲ့လစ်သူရေးနီးယားတို့ကပြောပါလေ နော်တဲ့ဘော်ဒန်နဲ့လေဥရောပမှာရှိတဲ့ NATO ဖွဲ့ဝင်နိုင်ငံတွေဟာစည်ရင်းမဟာမိတ်အုပ်စုမှာယူကရိန်းဖွဲ့ဝင်ဖြစ်ရေးအတွက်ဆုံးဖြတ်ပေးပြီဖြစ်ကြောင်းပိုလန်ရိုမေးနီးယားနဲ့လီသူရေးနီးယားနိုင်ငံတွေကခေါင်းဆောင်တွေကပြောပါတယ်။ရုရှားကယူကရိန်းကိုပြင်းထန်ထိုးစစ်မဆင်ခင် ယူကရိန်းဟာ NATO ဖွဲ့ဝင်ဖြစ်ဖို့အရေးကြီးတယ်လို့သူတို့ကပြောနေတာဖြစ်ပါတယ်။ NATO မှအမိတ်တွေဟာမနစ်ကဝါရှင်တန်ထိပ်သီးစည်းရုံးမှာယူကရိန်းရဲ့ဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုလမ်းကြောင်းထောက်ခံကြောင်းကြေညာထားပါတယ်။ ဒါပေမဲ့ယူကရိန်းရဲ့ NATO ဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုပေါ်အမေရိကန်ရဲ့အရင်ချိန်ကထောက်ခံခဲ့မှုကစစ်ပွဲဖြစ်ပေါ်စေတဲ့အကြောင်းရင်းဖြစ်ခဲ့ကြောင်းအဲဒီနောက်မှာသမ္မတထရန့်ကပြောပြီးယူကရိန်းနဲ့ NATO ဖွဲ့ဝင်ဖြစ်မှာမဟုတ်ဘူးဆိုပြီးအရေးအမွှတ်ပြထားပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်ရုရှားသမ္မတပူတင်ရဲ့သတ်မှတ်ချက်ထဲမှာအနောက်အုပ်စုခေါင်းဆောင်များဘက်က NATO အုပ်စုအရှိတ်ဘက်ကိုဦးတည်ပြီးတိုးချဲ့ခြင်းကိုရပ်တန့်မည်ဆိုပြီးတော့စားနဲ့ရေးသားဂတိပြုချက်ပေးဖို့နဲ့ ရုရှားပေါ်တန်ခတ်ပိတ်ဆို့မှုတော်များဖယ်ရှားရုံသိမ်းရမယ်ဆိုတော့တောင်းဆိုချက်တစ်ခုပါကြောင်းရိုက်တာကဖော်ပြပါတယ်။ယူကရိန်းရဲ့နေတိုဖောက်ဝင်ဖြေးလမ်းကြောင်းပေါ်မိမိတို့ဆက်လက်ထောက်ခံထားစေဖြစ်ကြောင်းလစ်တူရီးနီးယားမြို့တော်မှာ Nordic Baltic နဲ့အရှေ့ဥရောပအကောင်ဆောင်တွေကတွဲဆုံမှုအပြီးမှာတည်ပြပါတယ်။နေတိုဖွဲ့ဝင်ဖြစ်မှုပါဝင်ရူအတလန်တိတ်အပြည့်အဝပေါင်းစည်းမှုစီယူကရိန်းရဲ့လမ်းကြောင်းနဲ့ပတ်သက်လို့ မဟာမိတ်ပြုထားတဲ့ဆုံးဖြတ်ချက်နဲ့ဂရီကိုပေါ်မှာကျွန်တော်တို့အခိုင်အမာဆက်ရှိနေတယ်ပြောပါလိမ့်ယူကရိန်းဟာပြပဆော့ဖတ်မှုကနေကင်းလွတ်တဲ့သူ့ကိုယ်ပိုင်အနာဂတ်ကိုဆုံးဖြတ်ခွင့်နဲ့သူ့ရဲ့ကိုယ်ပိုင်လုံခြုံရေးစီစဉ်နေရွေးချယ်ခွင့်ရှိပါတယ်လို့ဆိုပါလိမ့်အခုလနောက်ပိုင်းဒီဟိမှာကျင်းပမဲ့နေတိုးထိပ်သီးစီဝင်းမတိုင်မီကျင်းပတဲ့ခုစီဝင်းမှာဗူဂေရီးယားချတ်အက်စတိုးနီးယားဟန်ဂေရီလာဗီယာဆလိုဗက်ကီးယားဒိမတ်ဖင်လန်အိုင်ယာလန်နော်ဝေးနဲ့ဆွီဒင်တို့ပါဝင်တာဖြစ်ပါတယ်နောက်ထပ်သင်ပုတ်ပြောချင်ပါလိမ့် ဒီနေ့ဇော်လာသွင်းနေမှာကျင်းပတဲ့ဒေါဂရီးယားရဲ့သမရရွေးကောက်ပွဲမှာတိုက်ခန့်ကောင်းဆောင်ဒီဂျီမြောင်းကမဲအများဆုံးနဲ့ဦးဆောင်နေတယ်လို့ကနဦးချက်လက်တွေရကိုကပြီးသူနိုင်ရမယ်လို့ခံမှန်းချက်တွေထွက်နေပါလေ။သမရရောင်စက်ရွာပြီးခဲ့တဲ့ဒီဇင်ဘာကသူအနာရှိစဉ်တိုင်းပြည်မှာဆေးဥချွေကြီးညာခဲ့ပြီးနောက်6နှစ်ကြာမှပြန်ရောက်တင်ခဲ့တဲ့ဖြစ်စဉ်ကြောင့်သူနေရာကိုစားထိုးဖို့သမရအသစ်ရွေးချယ်တဲ့ရွေးကောက်ပွဲဖြစ်ပါလေ။အခုရွေးကောက်ပွဲမှာနိုင်ရသူဟာ ရောက်ဆက်ရွယ်ဆောင်ချက်တွေကြောင့်နိုင်ငံရေးစီးပွားရေးမတည်မြဲဖြစ်နေတဲ့တောင်ကိုရီးယားကိုပြန်တည်ဆောင်ရမှာဖြစ်ပါတယ်။တိုင်းပြည်ကနိုင်ငံရေးကမောကမောဖြစ်ခဲ့ပြီးလူမှုအတိုင်းဝန်းမှာလည်းနက်နက်ရှန်ရှန်စေဝန်းကွက်ပြောင်းမှုပေါ်ပေါက်နေပါတယ်။လူဦးရေ52တန်းရှိတဲ့ရှေ့အာရှကတောင်ကိုရီးယားမှာလာမယ့်၅နှစ်တွင်နိုင်ငံကိုခေါင်းဆောင်မဲ့သူဘယ်သူ ဖြစ်မလဲ။ဒါကလေးတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ရွေးကောက်ပွဲကိုဒီနေ့ဇွန်3ရက်နေ့မနက်6:00နာရီကနေနောက်ဆုံးအနေနဲ့ည7:00နာရီထိကျင်းပမှာဖြစ်ပါတယ်။ အဝေရောက်နိုင်ငံသားတွေအနေနဲ့မေ20ကနေ25ရက်နေ့ထိကြိုတင်မဲပေးခွင့်လည်းပေးထားပါတယ်။မဲပိတ်မဲရုံပိတ်ခြင်းကစပြီးရွေးကောက်ပွဲရလဒ်တဲ့စတဲ့ကြီးညာတော့မှဖြစ်ပြီးနိုင်ရသူကတော့နောက်နေ့စောပိုင်းမှာပဲကြီးညာမှာဖြစ်ပါတယ်။၂020ရွေးကောက်ပွဲမှာရောင်းဆဲဝင်နိုင်ရခဲ့တဲ့ကမဲရုံပိတ်ပြီး9နာရီကြာတနည်းအားဖြင့်ပြောရင်ရွေးကောက်ပွဲကျင်းပပြီးနောက်တနည်းမနက်6:40မှာသမရဘသူလဲဆိုတာကြီးညာခဲ့တာဖြစ်ပါတယ်။ ။နီးစုံအဲ့ဒီရွေးကောက်ပွဲဟာနိုင်ငံသမိုင်းမှာသမရာလောင်းနေကြအနီးကပ်စင်ကြလက်ထွက်ခဲ့တာဖြစ်ပြီးကျောင်းဆက်ယူကတုံရတသမ83ခန်းတော့တာနဲ့အနိုင်ရခဲ့တာဖြစ်ပါလေတရခန်းတော့မကွာတဲ့မဲနဲ့အနိုင်ရခဲ့တာဖြစ်ပါလေသမရအစ်တဟာချက်ချင်းရလူတောင်းဝင်ယူနိုင်ပြီးအရင်သမရအစ်တတွေလိုမျိုးသူတို့ရှိကသမရအခုဖြစ်စင်မှာဆိုရင်ရောင်းဆက်ယူစီကနေတရဝင်ယာတို့ကျောင်းလဲရယူပဲလုပ်ငန်းစဉ်လုံးဝမရှိတော့ဘူးလို့သိရပါလေ ။ရောင်စက်ရုပ်ကတော့ပုံကံမှုနဲ့တရားရင်ဆိုင်နေရပြီးနိုင်ငံကိုဆေးဥချုပ်ရေးကျင်ညာခဲ့မှုကြောင့်ဖြစ်ပါတယ်။တရားမှုဖြင့်အာဏာလွဲသုံးဆောင်မှုနဲ့လည်းလက်တော်တရားရင်ဆိုင်နေရပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ရောင်စက်ရုပ်ဟာပါတီကနေနှုတ်ထွက်ခဲ့ပြီးနိုင်ငံရေးလှိလာသုံးသပ်သူတွေကတော့ဒါဟာသူ့ရဲ့ပြည်သူ့အင်အားပါတီ PPP ကတမလာလောက်ကင်မွန်ဆိုးအတွက်အခွင့်အလမ်းပိုရနိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်မှာမိုးသီးထန်စွာရွာသွန်းမှုကြောင့်ရုတ်တရက်ရေကြီးပြီးရွှွင့်မြေပြိုမှုတွေဖြစ်ခဲ့ပါတယ်။လမ်းအဆောက်အုံနဲ့တံတားတွေပျက်စီးခဲ့ပြီးပရက်ရှိကာလမှာထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။လူအသေးပြောက်မရှိပေမဲ့လည်းကောင်ရှန်းစီရင်စုမှာလူဦးရေ9000ကျော်ဟာသဘောဘေးဒဏ်ကျုံ့ခဲ့ရပြီးသုံးပုံတစ်ပုံခန့်ဘေးလွတ်ရာကိုတင်းချောင်ခဲ့ရပါတယ်။အဲ့ဒီ area မှာရှိတဲ့ကျေတဲ့ဒလစ်ဇက်တွေကိုလာရောက်လေ့လာတဲ့ကဘာတဲ့ခေသွား600ကျော်အားလည်းသဘောပေါက်ပေးအတွင်းပိတ်မိခဲ့ပါတယ်။ ဇွန်တရနေ့မှာတော့သူတို့ထဲက900ခန်းကိုကဲထုတ်ပေးခဲ့ရပါတယ်။တောင်တက်ခီးတဲ့ကြရေပန်းစားတဲ့တောင်ပေါ်နေမြေတွေတွားရောက်ရလမ်းကြောင်းတွေကလည်းပိတ်ဆို့ပြတ်တောက်သွားတယ်လို့နိုင်ငံပိုင်ရုပ်သံ CCTV သတင်းဌာနကပြောပါတယ်။ဒိုလောင်မြေမြင့်တမှုဟာစံချိန်နဲ့စင့်ထီရောက်ခဲ့တယ်လို့မိုးစလကပြောပါတယ်။မြေကြောင်းတစ်ချောင်းမှာရှိတဲ့လေတပ်အဆောင်တလုံးပြိုကျခဲ့တယ်လို့ CCTV ကဖော်ပြပါတယ်။စနေနေ့ကမိုးတိထဆောက်ရသောမှုကြောင့်လေစစ်တပ်အဖွဲ့ပြတ်တောက်ခဲ့ပြီး လမ်းအနေနဲ့တအားလိုက်တွေကိုပြန်လည်ပြပြင်းလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ပါကစ္စတန်ကိုထောက်ခံသူတွေလို့ဆိုကလူပေါင်း80ကျော်ကိုအိန္ဒိယကဖမ်းဆီးထားပါတယ်။ပါကစ္စတန်ကိုအားပေးထောက်ခံသူတွေဆိုတဲ့စွပ်စွဲချက်အောက်မှာအိန္ဒိယအာဏာပိုင်တွေကလူ80ကျော်ဖမ်းဆီးခဲ့ပါတယ်။ အရှိတောင်ပိုင်းကခါသီးပြန်ဘက်နှစ်နိုင်ငံကြားဆယ်စုနှစ်တည်းအတွင်းအဆိုးဝါးဆုံးစီရေးပဋိပက္ခကြုံတွေ့ခဲ့ပြီးတလဝန်ကြီးညာမှာအိန္ဒိယရဲ့တပ်ဖွဲ့တွေဟာပါကစ္စတန်လူလားထောက်ခံသူ82ကိုဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့အစိုးရထိပ်တန်းရရှိတွေကပြောပါတယ်ဖန်စီခံရသူအားလုံးဟာနိုင်ငံအရှိမြောက်ပိုင်းအာတန်ဒေသမှာနေထိုင်သူတွေဖြစ်ပါတယ်။အာတန်ပြည်နယ်အုပ်ချုပ်ရေးမှူးဟီမန်နာဘစ်ဝက်ဆာမားကပါကစ္စတန်ကိုထောက်ခံပြီးမျိုးသားရေးစနစ်သူ82ဦးကို တန်တိုင်းနေနောက်ပို့လိုက်ပြီလို့ပြောပါတယ်။ဆာမားဟာဝန်ကြီးချုပ်မိုရီဦးဆောင်တဲ့ဟိန်းလူမျိုးသားရေးဝါဒီအာဏာရပါတီရဲ့နိုင်ငံရေးသမားလည်းဖြစ်ပါတယ်။ဖန်ဆင်းမှုတွေနဲ့ပတ်သက်ပြီးအသေးစိတ်မထုတ်ပြန်ပေမဲ့လူမှုကွန်ရက်ပေါ်မှာပါကစ္စတန်ကိုထောက်ခံရေးသားမှုတွေကိုအာဏာပိုင်တွေကပြစ်မှတ်ထားခဲ့တယ်လို့ယုံကြည်ရပါတယ်။အိန္ဒိယရဲ့နိပညာလုံခြုံရေးစနစ်တွေဟာမျိုးသားရေးကိုစန့်ကျင်တဲ့လူမှုကွန်ရက် post တွေကိုအချိန်ပြည့်ဆန်းစစ်ဆောင်ကြည့်ပြီးလိုအပ်တဲ့အရေးယူမှုတွေလုံဆောင်နေတယ်ပြောပါတယ်။အာဇာရဲတဲ့ဖွဲ့ကဖမ်းခံရသူတို့ဟာ ် Instagram အကောင့်မှာပါကစ္စတန်အလံပုံကိုတင်ထားတာကြောင့်ဖန်ဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မေလဇန်ကအစ်ဇွေနဲ့ပါကစ္စတန်တို့ဟာ1999နောက်ပိုင်းနှစ်ဖက်ကြားအပြင်းထန်ဆုံးတိုက်ပွဲတစ်ခုဖြစ်ခဲ့တာ၄ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပါတယ်။အမေရိကန်ရဲ့ဂျောင်းဝင်စစ်ဆေးပေးမှုရမေးစဲနေမှာပြည့်ခက်ရဲဆဲခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ရုရှားနိုင်ငံမှာယထာပေါ်ဂုံးကြော့တရာအကျိုးကြောင့်မှုဖြစ်စဉ်ကြောင့်လူ9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ရူကရိန်းရဲ့နယ်စပ်နားမှာရှိတဲ့ Prince မြို့မှာဂုံကြွတရာကျွာကနေပေါ်မှာဖြန့်မောင်းနေတဲ့ truck ကားကြီးတချို့ကအောက်ဖက်မှာရှိတဲ့ခီးတဲ့နေရထားပေါ်ပြုတ်ကျခဲ့တာပါလက်ရှိအသေးပြောက်ခုနှစ်ဆင်းရထားပြီး32ဦးဒဏ်ရတယ်လို့ကယ်ဆယ်သမားတွေကပြောပါတယ်တေဆုံးဆင်းဟာအဓိထမြင့်တက်လာနိုင်ခြင်းရှိပါတယ်ရုရှားရဲ့ရေးပေါ်အခြေအနေစီမံကိန်းတွေရေးဝန်ကြီးဌာနကယထာတွဲတော့မှာပိတ်မိနေနိုင်ခြင်းရှိသူတွေကိုမိသက်တဖွဲ့တွေနဲ့ကယ်ဆယ်ဖွဲ့တွေကဖြန့်ကျက်ရှာဖွေနေတယ်ပြောပါတယ် ကံကြောင်းမလဆောင်နဲ့ပဲထိခိုက်သေးဆုံးမှုတွေကိုဒီပြုသိရှိထားပြီးဖြစ်တယ်လို့ Prince အုပ်ချုပ်ရေးမှူးအလက်ဇန်ဒါဘီဂိုမက်စ်က Telegram မှာရေးသားပါတယ်ဒံရသူတွေထဲမှာခလေးတူပါဝင်နှုတ်ဦးချင်တွေကစိုးရင်ရပါတယ်။မော်စကိုမှာရှိတဲ့တရုတ်ပို့ဆောင်ရေးလုံခြုံရေးဘူရိုကဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေစတင်နေပါပြီ။တရားကျိုးတဲ့အကြောင်းရင်းအတိအကျမသိရသေးပါဘူး။ဒီဖြစ်စဉ်မှာယထာရဲ့စက်ကောင်းနဲ့နောက်တွဲတချို့လည်းလမ်းချော်ကုန်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေကအထက်ကျလန့်ဖြစ်နေတဲ့ခီးသည်တွေကိုနေဆက်ရောက်ပူတိုင်းအောင်စီရေးပေါ်ရွှေပြောင်းပေးခဲ့ပါတယ်။ပြီးတော့လိုယာခီးစနေအောင်အရေးယထာတစီနဲ့စီစဉ်ပေးခဲ့တယ်ဆိုပါတယ်။ခင်းဖြစ်တဲ့နေရာဟာယူကရိန်းနဲ့စနေမိုင်60ဝန်းကျင်ကွာမှာတည်ရှိတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ အရှိတ်တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ပြုရန်အာဆီယံကသဘောတူလိုက်ပြီလို့သိရပါတယ်။အရှိတ်အောင်အာရှနိုင်ငံများအသင်းအာဆီယံခေါင်းဆောင်တွေဟာလာမယ့်အောက်တိုဘာမှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာအရှိတ်တီမောကိုအဖွဲ့ရဲ့စစ်တပ်နိုင်ငံမျိုးအဖွဲ့ဝင်နိုင်ငံဖြစ်လက်ခံဖို့သဘောတူလိုက်ပြီလို့ထိုင်းကြီးတန်းတန်တမန်တို့ကပြောပါတယ်။ တီမောကိုဖွဲ့ဝင်နိုင်ငံဖြစ်လက်ခံဖို့အာဆီယံခေါင်းဆောင်တွေသဘောတူလိုက်ခြင်းဟာအဖွဲ့ကိုအားကောင်းစေဖို့အထောက်အကူဖြစ်နိုင်မယ်လို့ထိုင်းနိုင်ငံကြားရေးဝန်ကြီးဌာနအာဆီယံရေးအညွှန်းချုပ်ကပြောပါတယ်။တီမောကိုပေါင်းထည့်တာဟာအာဆီယံကိုပုံမှန်အားကောင်းစွာလည်လာဖို့အတွက်တက်ဆင်ပေးလိုက်တယ်လို့ပါပဲလို့ကွာလာလမ်ပူးမှာမလေးရှားနိုင်ငံကဦးဆောင်ခြင်းမှာတဲ့ခေါင်းဆောင်တွေထိပ်သီးစည်းဝေးရလနဲ့ပတ်သက်တဲ့ပုံထူးနေ့ကသတင်းစာရှင်းပွဲမှာပြောပါလိမ့်။ 24နှစ်ကြာသိမ်းပိုက်ခံဖြစ်ခဲ့ပြီးနောက်2002ခုနှစ်မှာအင်ဒိုနီးရှားစီကနေလွတ်လပ်ရခဲ့တဲ့အရှေ့တီမောဟာအရှေ့တောင်အာရှမှာအသေးဆုံးနိုင်ငံဖြစ်ပါတယ်။နိုင်ငံသမားခိုဆေရာမို့စ်ဟော်တာဟာအာဆီယံဖွဲ့ဝင်ဖြစ်ဖို့ကာလကြာရှည်စည်းရုံးခဲ့ရပြီး2017လူဦးရေ1.3သန်းဝန်းကျင်ရှိပေါ်တူဂီကိုလိုနီဟောင်းနိုင်ငံလေးကပထမဆုံးဖွဲ့ဝင်လျှောက်လာတင်ခဲ့ပါလေ။အရှေ့တီမောဟာလူလက်စားမညီမျှမှုအဟာရချို့တဲ့မှုအလုပ်လက်မဲ့ဖြစ်မှုမြန်မာတဲ့အချိန်ရေဆန်ရပြီးရင်းနှံပေါ်ကြီးမားစွာမိခိုးနေရဆဲဖြစ်ပြီးတခြားကဏ္ဍလေးနဲ့အနေငယ်သာဖွဲ့ပြပါလေ။ အာဆီယံစီးပွားရေးတိုက်ပွဲမှာထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ဖို့အရေးကြီးတဲ့အခြေခံအဆောက်အုံနဲ့လူသားရင်းမြစ်စွမ်းရည်တို့ကိုလည်းစိန်ခေါ်မှုနဲ့ရင်ဆိုင်နေရပါတယ်။ကမ္ဘောဒီးယားကလက်ကျဥက္ကဋ္ဌတောင်းယူခဲ့တဲ့2022မှာတီမောကိုဖုံးဝင်ပြဖို့အာဆီယံခေါင်းဆောင်တွေကမူအားဖြင့်သဘောတူခဲ့ပါတယ်။ဒါအပြင်သူတို့ကလေးလာသူနိုင်ငံအဆင့်ပေးရခဲ့ကထိပ်သီးအစုံကြီးစည်းဝေးတွေပါဝင်စည်းဝေးအားလုံးတက်ရောက်ခွင့်ပြုခဲ့ပါတယ်။နိုင်ငံရဲ့တင်ပြဖုံးဝင်ဖြစ်ဆိုင်ရာစံသက်မှတ်ချက်အခြေခံအစီအစဉ်ကိုတရားဝင်ချမှတ်ဖို့နဲ့စွန့်ရည်မိတင်ရေးကူညီရမှာတစ်ဆင့် အပြည့်အဝပံ့ပိုးပေးဖို့2022ခရီးကသဘောတူခဲ့ပါတယ်ခုချိန်မှာအာဆီယံဖွဲ့အလုံးကတီမောဟာအော်တိုဘောင်မှာဖွဲ့ဝင်နိုင်ငံအဖြစ်တင်ပြဝေယခွင့်ရရှိတဲ့လုပ်ငန်းစဉ်မှာကူညီပေးကြမှာပါလို့ဆိုပါတယ်